အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရွှေရူးချက်ပြတော်မှာကတော့ကော်ပြန့်ကြော်နီလေးပဲဖြစ်ပါတယ်ရှင်အားလုံးပဲရွှေရူးနဲ့အကျူလိုက်လို့ကြည့်ကြပါနော်ပါဝင်ဖစီတွေကတော့မုံလာဥနီဂေါဖီပဲပင်ပေါ့ချက်တုံဖြူငရုကောင်းချက်သားမုံပဲငမရီจาซัง ကော်ပြန့်ရွတ်တို့ပါဝင်ပါလိမ့်ရှင်။အရင်ဆုံးမွန်လာဥအနီချစ်ထားမယ်။ကော်ပြီလီထားပါမယ်ရှင်။အရင်ဆုံးအစာပလာဒီကြော်ရပါမယ်။စီကိုအနီတော်ထည့်ပါရှင်။ကျက်တုံချူထောင်းထားတာထည့်ပါသည် ဝတ်သားကြီးတွေလည်းထည့်ပါဦးလေရည်စိမ်ထားတဲ့ကြဆိုင်တွေထည့်မယ်ဘဲငယ်ပြာကြီးထည့်မယ်နဲ့စအောင်ွေပြီးစအောင်ကြပါမယ် လုံးနှံ့ဆက်ပြီးဆိုမုံလာဦးနေထင်မယ်ကောပီလီထတာထင်မယ်အရသာအတွက်စစ်သားမုံထင်မယ်ငရုတ်ကောင်းမုံထင်မယ် နောက်ဆုံးမှပဲပင်ပေါက်ထည့်ပါမယ်ပဲပင်ပေါက်နွမ်းရင်အစာကြော်ဦးချလို့ရပါပြီအစာအနေတော်ထည့်ပြီးစလိပ်ပါမယ် လေးမပြေစီရန်ဘဲဥတို့ဘဟုတ်ကျူဥအကာတို့ဘဟုတ်ပြောင်းကောမှုအရေးတုတ်ပြီးလိပ်ပါ အားလုံးလိမ့်လို့ပြီးပြီဆိုရင်ကြော်ဖို့ပြင်ဆင်ပါမယ်။စီမြမ်းများထည့်ပါမယ်။မီးအေးနဲ့ဖြည်းဖြည်းချင်းကြော်ပါမယ်။မီးဖင်းဖင်းနဲ့ကြော်ရင်တူးတက်ပါတယ်။ အခုလိုရွှေရောင်ထမ်းလာပြီဆိုရင်တော့တက်ပါပြီဟင်ကြီးစုတို့အရောက်တိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ရှင်